အားလုံးမင်္ဂလာပါကျွန်တော်ခုဆိုရင်ရန်ကုန်ကိုပြန်ရောက်ပြီဖြစ်ပါတယ်ခင်ဗျာရန်ကုန်ကိုရောက်တဲ့နေ့မှာပဲ တခါတည်းဘေးနေတန်းပြီးတော့မှဟောပြောနေရပါတယ်ကျွန်တော်ဒီကိုလာဖို့အတွက်ချိန်ဆတာရဲ့သူတွေနေများတဲ့အတွက်ကြောင့်ကျွန်တော်ဒီချာလေးစီစဉ်ပြီးတော့မှအစီအပြောင်းလေးလုပ်ပေးနေပါတယ်ခင်ဗျာရန်ကုန်ရောက်ပြီဆိုတဲ့အကြောင်းလေးကြီးညာရင်းနဲ့ဂါရာလေးတပုတ်လေးမိတ်ဆွေတို့တို့မျှဝေပေးချင်တာဖြစ်ပါတယ်ခင်ဗျာအပီရနဲ့ပတ်သက်တဲ့ဂါရာပါလူကြီးတခင်ပေါ်ဖို့အတွက်ဆန်ပွင့်ဖို့အတွက်လက်လာပါပွင့်နှန်းစီဖို့အတွက်ဂါရာလေးတပုတ်လေးကျွန်တော်မျှဝေချင်တာဖြစ်ပါတယ်တလက်စာတွေကျွန်တော်ရန်ကုန်ကိုရောက်ပြီဆိုတော့ရန်ကုန်ဟော့ကန်လေးဖွင့်မယ်အကြောင်းလေးလည်းကြီးညာချင်တာဖြစ်ပါတယ်ခင်ဗျဆိုတော့ကျွန်တော်လောဆယ်မှာတော့ရန်ကုန်ဟော့ကန်ဖွင့်မယ်အကြောင်းလေးကိုမိတ်ဆွေတို့အရင်ပြပြပေးမယ်နော်ဆိုတော့ဒီနေ့ကနေစပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့အချိန်ကနေစပြီးတော့မှဆယ်တာပိုင်း 9ရက်နေ့ထိကျွန်တော်ရန်ကုန်ဟော့ကန်ဖွင့်မှာဖြစ်ပါတယ်ခင်ဗျရန်ကုန်ဟော့ကန်မှာကျွန်တော်ရှိနေပါမယ်ဆယ်လာပိုင်း9ရက်နေ့ထိရှိမှာဖြစ်ပါတယ်ခင်ဗျတနင်္ဂနွေနေ့လည်းဖွင့်ပါတယ်ခင်ဗျဆိုတော့မိတ်ဆွေတွေအနေနဲ့ကကျွန်တော်ဒီမှာဘေးရင်ဘေးရင်လာရောက်ပြီးတော့မှာမီးမြန်းကျင်တာတွေရှိမယ်အဆောင်ရတရားလေးတွေလာရောက်ပြီးတော့မှာပြုလုပ်ချင်တာရှိမယ်ဆိုရင်ဒါဒီဆယ်လာပိုင်း9ရက်နေ့မတိုင်ခင်တွင်မှာမိတ်ဆွေတို့လာလို့ရပါတယ်ခင်ဗျာမနက်ခင်း10:00နာရီကနေပြီးမှညနေခင်း9:00နာရီထိကျွန်တော်ရဟော်ဂန်ဖွင့်ထားပေးတာဖြစ်ပါတယ်ခင်ဗျာ ထပ်ပြောပါမယ်ကျွန်တော်ဆယ်လာပိုင်း9ရက်နေ့ထိပဲရန်ကုန်မှာရှိနေမှာဖြစ်ပါတယ်ခင်ဗျာဒါပြီးရင်ကျွန်တော်ပုဂံနဲ့မန္တလေးကိုသွားရမှာမို့လို့အတွက်ကြောင့်ဖြစ်ပါတယ်ခင်ဗျာโอเคဆိုတော့ဂါလာလေးပြောရမယ့်အချိန်ရောက်ပြီခင်ဗျာကျွန်တော်ဂါလာလေးပြောပြပေးမယ်ပေါ့နော်ပြောစရာရှိတာလေးလည်းပြောပြီးသွားပြီဆိုတော့ဂါလာလေးကကျွန်တော်ကျွန်တော်တို့ဂုံတော်ပြန်နဲ့မှာပါတဲ့ဂါလာလေးပဲဗျ तू က तू ကကြာတော့အစားအစာကိုမန်းပြီးတော့မှာပေါ့နော် तू ကစားဟာတာ အစားဆောင်မှန်းပြီးဒီမှာစားရတာမြင်သူချစ်စေတယ်အဓိကတော့စမ်းပွင့်စေတယ်ဒီလိုမျိုးကာလာမျိုးလေးဖြစ်ပါတယ်ခင်ဗျအဂုံတော်ဟာဒီဂဝင်ရှိသီးလို့ခေါ်တော့ဂုံတော်ပြန်လို့လည်းခေါ်ရပါတော့အဲ့ဒါကဣရဇာကတာတတိယဆတော်ဟောဒီနဲ့ပိတလာတော်ပူတာပူတော်မနကရီတာတော်ဘာသာတာဝိတာဒီပါကံပုံပကံပုံပဒူတာဝကဝါရောနောအမအမမဝါအဝိတုနုတာနုတိပေါ့နော်ဒါကတော့၈ခုရှိတယ်ပေါ့ဗျာအဲ့ထက်မှာအဲ့ထက်မှာနံပါတ်၄ဖြစ်တဲ့တိဟန်ဇတော်ရောတိနန်ဆိုတဲ့ကာရာလေးကိုရွတ်ဆိုပါမှာဖြစ်ပါတယ်ခင်ဗျာဆိုတော့စားစရာလေးတစ်ခုရှိမယ်ပေါ့ဗျာဥပမာကိတ်မုံဖြစ်ဖြစ်ပေါင်မုံ ဖြစ်ဖြစ်တခုခုစားရမယ်စားစရာလေးတခုရှိမယ်ဆိုရင်အဲ့စားစရာလေးကိုကျွန်တော်တို့ကညာဘက်လက်လေးပေါ်မှာတင်ပြီးတော့ဒီကာလာလေးကိုရွတ်ပြရမှာဖြစ်ပါတယ်။တိဟန်စတော်ရောတိနန်းဆိုပြီးမှရွတ်ပြရမှာဖြစ်ပါတယ်ခင်ဗျ။ရှေ့ကအုံခံရွတ်မယ်ဆိုလို့ရှင်လည်းရရနော်။အုံ တိဟစတော်ရောထိနန်းဆိုပြီးမှရွတ်ဆိုပြအောင်ဖြစ်ပါတယ်ရွတ်မယ်ဆိုလို့ရှင်တော့၉ခေါက်ပြအောင်ရွတ်ပြအောင်ဖြစ်ပါတယ်ခင်ဗျာ28ခေါက်ရွတ်မယ်ဆိုလို့ရှင်တော့မိတ်ဆွေပိုကောင်းတယ်အကိုကအလွယ်ရွတ်မယ်ဆိုလို့ရှင်တော့၉ခေါက်ရွတ်တခြားလိကိုကအဲစိတ်အားလားအားလေးနဲ့ရွတ်မယ်ဆိုလို့ရှင်တော့28ခေါက်ရွတ်ရွတ်ဖက်ပြီးတော့မှပူတော်ပြီးပါခင်ဗျာဆိုတော့စားစရာလေးတစ်ခုညာဘက်လက်လေးပေါ်မှာတင်းအုံတိဟစတော်ရောထိနန်းအုံတိဟစတော်ရောထိနန်းအုံတိဟစတော်ရောထိနန်းဒါလိုမျိုးလေးကျွန်တော်တို့က၉ခေါက်သုံးဖို့28ခေါက်ရွတ်ဖက်ပြီးတော့မှဒီလိုလေးမန်းမှုတ်ပြီးတော့မှအဲအစားအစာလေးကိုစားပြီးတော့မှကိုကလူကြားသူကြားတွေကိုသွားမယ်သုံးဖို့ ခုစကားတွေပိုင်းသွားပြောမယ်ဆိုလို့ရှိရင်စမ်းပွင့်စရာဖြစ်ပါတယ်။သူများသူများနဲ့မတူဘဲနဲ့တမူထူးခြားစေတဲ့ဓာတ်သဘောတရားအကြည့်တလိတွေရရှိစေတာဖြစ်ပါတယ်ခင်ဗျ။ဒါလေးကိုမိတ်ဆွေတို့လည်းလာရောက်ပြီးတော့မမျှဝေပေးရခြင်းဖြစ်ပါတယ်ခင်ဗျာ။ဟိုးချေးရင်ခေတုံးကတော့ဒါလေးကဒီကိုရစားတဲ့နေရာမှာထုံးတုပ်လို့ရှိရင်ထုံးတုပ်နေရင်အဲ့ဟာလေးကအတိဟန်စတော်ရောထိနန်းဆိုတာလေးကိုရွတ်ပြီးတော့မှ ထုံးထုတ်တယ်ပြီးတော့ဆေးတွေပါထည့်တယ်မန်းပြီးတော့မှကွင်းရစားတယ်သုံးဖို့ပစောင်းမှာကွင်းရငုံပြီးတော့မှချီရေးဆိုရင်အဲ့အဲ့ချီရေးဆိုရင်အောင်မြင်တယ်သုံးဖို့စမ်းပွင့်တယ်လူချစ်လူခင်ပေါ်များတယ်ကွင်းရကိုစားပြီးတော့မှသွားမယ်ဆိုရင်အဲဆော်ကြီးရယ်ပေါ့ဗျာပြောမယ်ဆိုအဲ့လိုပုံစံမျိုးပေါ့နော်ဒါပေမဲ့အခုခေတ်လေးကျတော့လေကွင်းရလူတိုင်းစားမှမျိုးလဲမဟုတ်ဘူးလीနော်ဒါကြောင့်မို့လို့အစားတောက်လေးတစ်ခုနဲ့ရုပ်ဆိုလို့ရပါတယ်ခင်ဗျာပန်သီးရောလိမ္မော်သီးရောစသဖြင့်ပေါ့ဗျာတစ်ခုခုလေးကိုကိုကညာဘက်လက်လုံးမှာတင်ပြီးတော့မှအုံးတိရတော်တော်ရောထီနန်းဆိုပြီးမှရုပ်ဆိုပြီးတော့မှ6កောက်သုံးဖို့28កောက်ရုပ်ဆိုပြီးတော့မှဒါမန်းမဟုတ် ီဒီယိုမှာစားမယ်ဆိုရင်အဆင်ပြေသေးတာဖြစ်ပါတယ်ခင်ဗျာဒါလေးကိုလည်း live ဗီဒီယိုမှာမျှဝေပေးရပေးရခြင်းဖြစ်ပါတယ်ခင်ဗျာရန်ကုန်ဟောကမ်းမှာမိတ်ဆွေတို့ live ဗီဒီယိုမှာမိမြန်လို့ရပါတယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်က3996003539ဒီတလုံးပဲလောဆယ်မှာကိုင်းနေတာဖြစ်ပါတယ်ခင်ဗျာတခြားသုံးရုံးဖုန်းတွေကတော့3996003039730809832စသဖြင့်ဒီဖုန်းနံပါတ်တွေလည်းရှိပါတယ်ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်ကိုင်းတာကတော့3996003539ပေါ့နော်3936039ဒီဖုန်းနံပါတ်လေးပဲကိုင်းပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးများပြုတင်ပါတယ်ခင်ဗျာ